အေရီတိုင်းအင်ကဘူမျိုးနယ်ကွင်းကောက်တတက9နီးထိတိုက်ပွဲတွင်ရောက်ရှိလာတဲ့အတွက်စစ်ကောင်စီကမျိုးနယ်တွင်ခန့်စင်းမျိုးနယ်လက်နက်ကြီးစခန်းတွေပြင်ဆင်လာတယ်လို့သိရပါတယ်။ကွင်းကောက်တတက9နီးဗန်မွေးကုန်းရွာအနီးဝန်းကျင်ကိုအေနဲ့တော်လိုင်းပူအောင်တပ်တွေရောက်ရှိလာပြီးစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေတာပါ။လေးမျက်နှာနဲ့အင်ကဘူမျိုးနယ်တဲ့အထိတိုက်ပွဲရှိလာတော့စစ်တပ်ကခန့်စင်းမျိုးအဖြစ်မဲဇလီကုန်းကိုပြင်လာတယ်။ အနေအထားကသတင်းပေးမွေးတာတွေလည်းရှိတယ်လို့ဒေတာရင်းသတင်းရေးမြစ်က ARD Times ကိုပြောပါရယ်။ဒါကြောင့်စစ်ကောင်စီကအင်ကပူမြို့နယ်မဲစလီကုန်းမြို့မှာခံစစ်ပြင်ထားပြီးလူငယ်တွေကိုစစ်တင်နှံပေးကခံစစ်မြို့ထိရွေထားတယ်လို့သိရပါရယ်။စစ်ကောင်စီကမဲစလီမြို့တွင်ရှိစီးပွားရေးလုပ်ငန်းရှင်တွေစီက၃သိန်းကျပ်စီကောက်ယူနေပြီးအိမ်အောင်စုတစုကို၁၀၀၀ကောက်ခံကစစ်တပ်ကိုထောက်ပံ့ခိုင်းတယ်လို့ဒေသခံတွေစီကသိရပါရယ်။ စစ်ကောင်စီကအင်ကပူနဲ့လေးမျက်နှာအဆက်ပိနေခွင်ကျေးရွာတွေမှာလည်းအင်အား90ကျော်နဲ့လက်နက်ကြီးစခန်းပြင်ဆင်နေတယ်လို့သိရပါဗျ။စစ်ကောင်စီဟာပြီးခဲ့တဲ့မေလ15ရက်နေ့ကစတင်ပြီးတတက9နီးကိုစက်တက်လေဒီတွေနဲ့ပြစ်ကူပေးခဲ့ပြီးလက်ရှိမှာတိုက်ပွဲဟာဗန်ပွေးကုန်းအထိရောက်ရှိလာခြင်းဖြစ်ပါတယ်။